150လောက်150တရဲလောက်တန်းနေမှာဆို180လောက်တန်းတယ်လို့ပြောပါတယ်။160မဟုတ်ဘူး။ဒီဥရာတိဘူး။ဒါကအခုအခုအိမ်လေးလဲဆောက်ပေးမယ်လို့ပြောပါတယ်။ဒါရေကြီးလိမ်မှာတင်တန်းလောက်ပဲဆိုပြီးတော့သူ့ကိုသမီးကတော့တက်ပါလားဆိုတာနဲ့သူကလည်းတက်မယ်တဲ့။နည်းနည်းတော့နှမ်းနေပေါ့နော်။ပုံပုံကြောင့်ဆိုစဉ်းစားလို့တော့မရဘူး။အဲ့နေရာဆိုကို့နေရာနဲ့ဆိုဝေးရတယ်ထင်တာပေါ့နော်။စာဖြေတာလေးကိုသဘောကျပြီးတော့ပုံမတခါညာကျောင်းပိတ်ခေါ်လိုက်တာ။သူကနားတော်လေးနဲ့ဆို မင်္ဂလာပါခုဒီဟိုနေ့ကနေပြီးတော့ဆရာတော်ကြီးရန်နေပြီးတော့ထပ်ပြီးတော့ဘုံပြူတာပါဆရာတော်ကြီးကတော့နိုင်ငံရန်ကုန်တိုင်းဒေသကြီးနိုင်ငံတို့နေရာဥပဒေကြီးတွေအကုန်လုံးပါပါတယ်ပထမရတာရောအခုရတာရောဆိုကိုသူတို့ရတာဟိုဆော့ဆော့ကတော့300ပြပြလောက်ရှိနေပါတော့ဟုတ်ကဲ့အဲ့လောက်တော့ရှိနေဆော့ဆော့ကလေးရရှိစီဟုတ်ကဲ့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 150လောက်150တရားလောက်တန်းတယ်လို့ပြောပါတယ် ပြောတာပဲဒါပေမဲ့ကိုကမသိလို့ကိုကလူသာလေးသူတို့ပွဲရတာသူငြူတာအဲ180လောက်တော့ကြာတယ်ဟုတ်ကြတော့သာမတော်ကြီးကအဲ့မှန်သူကဒီတော့ခရီးကိုဘုံပြပေးတာဒီလိုင်းသားရမြုပ်နေအတွင်းမှာပါလိုင်းသားထဲမှာပဲ26ဆယ်မဟုတ်ဘူးအဲ့ဒါမသိဘူးအခုကသိတယ်သူကအခုအခုအိမ်လေးလက်ဆောက်ပေးမယ်လို့ပြောပါတယ်ဟုတ်ကဲ့အဲ့လိုခလေးရစုရတာအခုနောက်ပြောတော့လေဟိုအကျောင်းပညာရေးမှာမဟုတ်ဘူးဘာသာရေးနဲ့လည်းရတာဆိုတော့ပို့ပြီးတော့အတိုင်းတာမရှိဝမ်းတာတာပေါ့နော် အခုဆိုလို့ရှိရင်သူကဟိုဘာသာရေးနဲ့စုရတယ်သူရဲ့ဟိုဆရာဆရာမတွေဒီအတန်းကျောင်းကဆရာဆရာမတွေရောအခုဒီရင်ကျေးမှုကဆရာဆရာမတွေရောဖုံဖုံရောအကုန်လုံးတင်ကြားမှုနဲ့တက်ထပ်ပြီးတော့သူကအခုလိုမျိုးအောင်မြင်တယ်အောင်မြင်တဲ့အခါကျတော့အခုလိုမျိုးပေါ့နော်ဟိုဒီဘာသာရေးခေါင်းဆောင်နေရပါအစပေါ့နော်ဘာသာရေးခေါင်းဆောင်ဆိုတာဘာသာရေးဆိုတာထုတ်ထက်အမြင့်ဆုံးပဲလေအခုအမြင့်ဆုံးကပုံကိုတွေရပါပေါ့နော်ဒီဟို ចောင်းနေចောင်းနေရဆရာသမားတွေမျိုးတော့အခုဆိုရင်တိလာရှင်ဆရာလေးတွေလည်းအကုန်တွေ့ရတယ်ပေါ့နော်အဖွဲ့အစည်းအမျိုးမျိုးကနေပြီးတော့အကုန်လုံးတကယ်ညံ့ညက်တဲ့နေရာနေပုံပေါ်နေရာနေပြီးတော့ကိုယ့်ရဲ့သမီးလေးကိုချစ်မြင်တာအတိုင်းနာမရှိတအားဝမ်းသာတာပေါ့ဘလို့ပြောလည်းမပြောပြတ်တတ်အောင်ပဲပေါ့နော်အဲ့လိုမျိုးဝမ်းသာတယ်လို့အခုလည်းဘာသာရေးနဲ့ရတာဆိုတော့လေဒီဘာသာရေးကိုပဲကိုယ်ကလှူရမယ်လေတစ်ချိန်တော့လည်းကိုယ်ဒီအဲ့ရောက်တောင်မလှူခဲ့ရဘူးလေမလှူခဲ့နိုင်ဘူးအခုလှူရတော့လေလေ အယံဝမ်းတာလေအဲ့လိုလှူရလိုက်မလို့လဲမထင်ထားဘူးကိုနောက်ကိုလည်းလိုလိုတဲ့နေရာကိုတတ်နိုင်သေးရတော့အခုဆိုရင်ဘယ်လိုပြောရမလဲခါတိုင်းလိုမဟုတ်တော့ဘူးလှူမယ်ဆိုရင်လှူနိုင်သွားပြီပေါ့နော်အဲ့ဒါဟိုတော်တော်လေးကိုကိုကိုကျဉ်တ်တယ်လို့ဂုံကိုရည်လည်းအသက်ကြီးလာပြီလေအခုမှလှူနိုင်ရတယ်ဆိုတော့ငါလှုပ်ချင်တာလေးလှုပ်လို့ရမယ်ဆိုတော့အဓိကတော့ခုနပြောသလိုပေါ့ကိုအိမ်ကိုကြွားရောက်လာမဲ့တန်ငါတွေကတော့နေ့စဉ်နေ့တိုင်းလှူတန်းလို့ရတယ်ပေါ့ဒီလာရှင်ဆရာလေးတွေရော တခြားဒီလိုပေါ့အလူပံပုံပုံလေးပုံပုံလေးအကုန်လုံးကိုရက်ွက်ဆိုလဲရက်ွက်အတိုင်းတာနေပေါ့နော်အခုဆိုရင်တက်နိုင်တလောက်တော့လူတန်းသွားနိုင်တဲ့အတွက်ကိုဒီလိုနေရာမျိုးရဖို့ဆိုတာမလွယ်ပါဘူးအဲ့လိုမျိုးလဲမလူတန်းနိုင်ခဲ့ဘူးပေါ့နော်အခုတော့အဖက်ဖက်ကတော့အကုန်လုံးတော်တော်ပြည့်စုံသွားပါတယ်လို့အဲ့လိုမျိုးဟာရဲ့လူလူပါသူကစိတ်ချမ်းသာစိတ်ချမ်းသာပါတယ်လို့ခံနိုင်တယ်တော့လူကန်ကြီးကိုကိုယ်ကဖဲရဲ့ဖဲရှင်ဖြစ်နေတော့လူကဆုံး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 အခုကတော့ လူမအူကရရလူမအူကသူ့ဘက်ကဒါလူမပဲတတိယလည်းသူ့တို့လူရင်ဘာမှသူကဒါသိလို့မရှိသူကလည်းလူကဓာတ်ကြီးသူကပြောတာဓာတ်ကြီးသူကြာဘလို့ထူကြလဲဆိုတော့ तू ကကျမ်းမကြီးမကောင်းမြို့ပြည့်ရဲ့အဲ့ကျမ်းမကြီးမကောင်းတော့သူ့ကိုကူရတယ်တားရတယ်အဲ့လိုမျိုးပေါ့နော်ဟိုတိတ်အများကြီးမဖြစ်ဘူးဆိုပေမဲ့လည်းဟိုဒီလိုပေါ့ကို့မိသားစုအတိုင်းတာလေးနဲ့အခက်အခဲတွေရှိခဲ့တာပေါ့အဲ့လိုတွေရှိခဲ့တယ် အဲ့ဒါကြောင့်မို့လို့သူကလည်းပညာရေးကိုဟောင်းဖြစ်တာပါလို့အဲ့လိုမျိုးခက်ခဲလေးရှိတယ်အဲ့တော့ကျမကြီးကတော့ဒီငငယ်တော့တော်တော်ချူကြတယ်အခုနောက်ပိုင်းမှတော့အရင်လောက်မချူကြတော့ပါဘူးအဲ့လိုမျိုးခုနေရာဒီကျောင်းပဲရဲ့ဆိုသူများကလည်းအင်္ဂလိပ်စကားပြန်တက်ကြရယ်လေတမိရမတက်ဘူးမတက်ဘူးတမိရဲ့ဘာသာရေးလဲနေလဲသိအောင်ပေါ့နော်အဲ့လိုမျိုးအမုံကျောင်းကိုသွားပြီးတော့တက်ပါလားလို့ဒါမှမဟုတ် तू ကဆော့ဆော့ဒီလိုကျောင်းမျိုးဆိုတာတော့မသိကြဘူးဒီလိုမျိုးကြီးဆိုတာလည်းမသိကြဘူးပေါ့နော် ဟိုရင်ကျေးလိမ်မာကတော့တိခဲ့တယ်ပေါ့ရွာမှာတော့လည်းရင်ကျေးလိမ်မာလေးရှိတော့သူလည်းရင်ကျေးလိမ်မာတင်တန်းလောက်ပဲဆိုပြီးတော့သူ့ကိုသမီးရတော့တက်ပါလားဆိုတာနဲ့သူကလည်းတက်မဲတယ်နည်းနည်းတော့နှမ်းတယ်ပေါ့နော်ပုံပုံကြောင့်ဆိုစဉ်းစားလို့တော့မရဘူးအဲ့ညာဆိုကို့ညာနဲ့ဆိုဝေးရတယ်ထင်တာပေါ့နော်ဒါပေမဲ့လည်းကဲသမီးတော့တက်မလားဆိုသူကလည်းတက်မဲတက်မဲဆိုပြီးတော့ပို့လိုက်တော့လေအင်းရနေပြီလေအဲ့ရှောက်မယ်ဆိုရင်မိနစ်အစိမ့်လောက်ရှောက်ရတယ်ကုံချောင်းရှောက်တာအာမနေ့ကြလို့ရှိရင်၄နိုင်တော့ဆိုသမီးထားချက်ပြုတ်အလုတ်သမားတွေအတွက် အကုန်ပြင်ဆင်ပေးပြီးရဆိုတာမီးတွေ9နာရီခွဲလောက်ဆိုဖုံမကြောင်းအကုန်ရောက်ရှာရှာပြီးအဲသူ့ကိုပို့ပို့ပြီးပြန်လာကိုလှုပ်ဆရာရှိရလှုပ်နောက်ကြတော့သူကနည်းနည်းလေးဟိုဖုံမကသူ့ကိုဟိုဘလို့ဘလို့ပြောရမလဲသူစာဖြေတာလေးကိုသဘောကျပြီးတော့ဖုံမကတခါညာကြောင်းပိတ်ခေါ်လိုက်တာသူကနားတော်လေးနဲ့ဆိုတော့လေအဲညာကြောင်းပိတ်ခေါ်လိုက်တဲ့အခါကျတော့သူကမအေးနဲ့မခွဲဘူးတဲ့အခါကျတော့သူကငိုးတယ်အဲ့လိုငိုတဲ့အခါကျတော့တော်တော်အေးရတဲ့အခါကျတော့လေအဆင်မပြေဘူးအိမ်မှာအလုပ်ကမိုက်တာဝန်ရရှိသေးရလေ အလားနဲ့ပဲသူ့ကိုနေဘက်ကိုအစိုးကြီးအဲ့ဒါအိမ်မှာထချက်ပြုတ်ပြီးရှင်းနိုင်ပြောဆိုသူ့ဖီမှာသွားပြီးဖုံဖုံကြောင်းမှလည်းဝေရဝန်းစာဝိုင်းလုံးနေအာတနေကုန်နေပြီးတော့ညနေ3နာရီခွဲလောက်မှအိမ်ကိုပြန်လာအဖေဥပုံရဆိုလို့ရှင်အဲ့မှာအမေဆရာလေးကလည်းအသက်ကြီးပြီးပင်မနဲ့ချက်ရပြောတာဒီခလေး80 80ကြီးချက်ကျေးရတာလေဟိုအဲ့ရက်ကဆိုလို့ရှင်အကြောင်းပိတ်တဲ့ရက်ကဆိုရင်150လောက်ရှိတယ်အဲ့လောက်ချက်ကျေးနေတာအမေဆရာလေးကိုဝိုင်းလုံးဝိုင်းလုံးပြီးတော့အာအိမ်ပြန်လာအိမ်မှာတစ်ခါပြန်ပြီးတော့အဲ့ဒီသားသူတက်ချက်ပြုတ်အဲ့လိုမျိုးအပင်မခံမြေသူအဲ့လိုမျိုးတော့ပို့ထားခဲ့